အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ဆိုတာကရသော်ဗျာရာဇကျူသတင်းသုံးတဲ့အခါမှာပေါ်နေပြီသူတို့ဟာအက္ခသာဝကယာထူးတွေနဲ့နေထိုင်တဲ့ပုဂ္ဂိုလ်အက္ခသာဝကယာထူးဆိုတာတရားဟောပြီဆိုလို့ရှိရင်ဒီဟိုင်ယာရာကီလို့ခေါ်ဟိုင်ယာရာကီဆိုတာယာထူးအစဉ်တန်းနေရာဆိုရှိတယ် ရသဗျာကတရားဟောပြီဆိုတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့နေရာကဖရာရဲ့လက်ရပဲမှာရှိတယ်။ရှင်မောကလံရဲ့နေရာကလက်ဝဲပဲမှာရှိတယ်။ဖရာနဲ့တန်းပြီးတော့သူတို့အထိုင်တယ်။ဘာလို့လို့ဆိုရင်သူတို့နှစ်ပါးကထိတ်တန်းတပြည့်ပေါ့။ထိတ်တန်းတပြည့်။ဘာကြောင့်သူတို့ထိတ်တန်းဖြစ်နေတာရောလို့ဆိုပညာအရာမှာဖရာလောက်နေနေပညာကြီးတယ်ရှင်သာရိပုတ္တရာ။ ရှင်မောကလန်ကလည်းဖះလောက်နီးနီးတကူကြီးအဲ့တော့ပညာဘက်ကထွေးချွန်သူနဲ့တကူဘက်ကထွေးချွန်သူနှစ်ဦးဟာဆက်စွာဘုရားရဲ့လက်ယုံလက်ဝဲလက်ရာမှာရှင်ပြီးတော့တရားဓမ္မဟောပြောတဲ့အခါမှာအမြဲတမ်းထိရောက်အောင်စွန့်နိုင်တဲ့ပုဂ္ဂိုလ်သူတစ်ပါးကိုဆက်စွာဘုရားရဲ့လက်ယုံတပြည့်ကြီးဖြစ်သူတို့ကသိရင်တော့ရှင်ကုန်ညာကဗရမအောင်ယံဖြစ်ခဲ့ပြီပဲလို့သူကသူစုပန်ခဲ့တာက ပထမဆုံးတရားသူကိုကြားပါလို့ဤတရားဥနာရပါလို့ဤပဲဆုတပိုင်ခဲ့တာဖြစ်တယ်။ဒါကြောင့်မို့သူအဲ့အတွက်နေရာကတော့မြတ်စွာဘုရားရဲ့နောက်ကျောင်းမှာထားတယ်။အကြီးဆုံးဖြစ်ပေမဲ့လို့သူကနောက်ကရောက်သွား။ရှားဒူးနဲ့ဟိုင်ယာရာကီဆိုတဲ့ရာဒူးအဆက်နဲ့ကြည့်လိုက်နောက်ရောက်။အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူရှင်ရထိုင်ရမှာအာနာတယ်။ အသက်အားဖြင့်ငယ်တယ်အရွယ်အားဖြင့်ငယ်ကြတယ်သူတို့တွေထေကြီးဝါကြီးဖြစ်ပြီးတကယ်ကိုလေးစားရတဲ့ပုံကိုကြီးကသူတို့နောက်ကဆိုတော့အာတုံအာနာဖြစ်တော့ရှင်ကုဋေညာကတန်ခါပိယတ္တထဲမှာသူတို့ကိုချမ်းမြမ်းသာသာနေပါစေသူတို့ကစုပန်လာတဲ့ပုံကိုကြီးထူးချွန်တဲ့ပုံကိုကြီးယူဆရာအရေးချင်းမတူဘူးလေနော်ဒီချင်းမတူဘူးအသက်နဲ့ပြောလို့မရအဲ့တော့သူတို့ခွင်လန်းပေးတယ်တာမန်ပုံကိုကြီးဆိုဘယ်ပေးမလဲ နောက်မှပေါ်ထင်ရွှေကြပင်ဆိုပြီးကဲ့အုံးမှလေတူတယ်ကနောက်မှပေါ်လိုက်ရင်ရွှေကြပင်လို့တော့အခေါ်ခံရတယ်ဒါပေမဲ့နှုတ်ပြဖို့ပဲစဉ်းစားအဲ့ရွှေကြပင်နောက်မှပေါ်ထင်ရွှေကြပင်နေဆိုပြီးတော့မလိုမုံတာဖြစ်တတ်တယ်ဒါလူတဘာပါ့ဗျာရှင်ကုန်ညမထေကြီးကတော့အဲ့လိုစိတ်ထဲမှာဖြစ်ဘူးအေးသူတို့နေရထိုင်ရခက်ခဲလိမ့်မယ်ငါတန်ခါးတွေကြာမှာမနေတော့ဘူးအဲ့ဆောင်ဘုရားစီခွင့်ပန်းပြီးတော့ ဟိမဝတာတောင်ကဆတ်တန်အိုင်းဆိုတဲ့ဘက်မှာသွားပြီးတသက်လုံးအားဒီမှာပဲသရင်သုံးသွားတယ်။ပြမလား။နောက်ဆုံးပြိနိဗ္ဗာန်ဆံကလေးမှာဖျားစီတစ်ခေါက်လာကြော့သွား။အဲ့ဒီမှာပဲပြိနိဗ္ဗာန်ဆံသွား။